မင်္ဂလာပါ Theology တလုတ်ဆိုင် Morning Devotion အစီအစဉ်ကနေကြိုဆိုပါရစေ။ရသခင်ဖန်ဆင်းတဲ့ဒီနေ့ရက်တည်းမှာလည်းအဖဖရာသခင်ထံကကောင်းကြီးမင်္ဂလာများစွာနဲ့ဒီနေ့တအားလုံးရှင်လန်းအားပေးပြီးဘုန်းတော်ကိုထင်ရှားစေနိုင်သူများဖြစ်ကြပါစေ။အနာလောက်အဖဖရာသခင်တန်ဆူတောင်းခြင်းနဲ့အစပြုရောက်အဖဖရာယေရှုတင်နဲ့ခရစ်ယာန်ဖန်ဆင်းသောနေ့ရက်တည်းအတွက်ယေရှုတင်ပါရစေ။ဒီနေ့ရက်ကိုလည်းကိုရရှင်ဖဖျားသခင်ဘုန်းတော်ဖို့လုံးကကျွန်တော်တို့အသက်တာကိုအသုံးပြုလမ်းလျှောက်သွားလာနိုင်ပါမည်အကြောင်းကျေးဇူးပြုတော်မူပါ။ ကိုရောကိုရရှင်ကိုလူအပ်ပါ၏ကိုရရှင်တကူတော်သာလင်းစုံလင်စေနိုင်မည်တကူတော်ဖြစ်ပါれကိုရရှင်သာလင်းအလန်းလန်ခီးကိုမြင်စေနိုင်မည်အရှင် အလင်းရှင်ဖြစ်ပါ၏ဒါကြောင့်လန်ခီးမှာအလင်းပေးသနာပါတဆွမ်းသောခွန်အားကိုပေးပါဖခြေစတော်ချီးမွမ်းလက်တပါးတော်တော်သခင်ယေရှုနာမနဲ့အစာပြုပါれအဖဗျာအာမင်ဒီနေ့မှာတော့ရှင်ယောဟန်ဩဝါဒစာပထမဆုံးအခန်းကြီး3အငယ်22ကနေအငယ်23ကို ဖတ်ရှုစင်ကြင်ခံယူမှာဖြစ်ပါတယ်ရှင်ယောဟန်ဩဝါဒစာ ပထမဆုံးအခန်းကြီး3အငယ်22ကနေအငယ်23ဖြစ်ပါတယ်ငါတို့သည်ပညတ်တော်တို့ကိုစောင့်ရှောက်၍နှစ်သက်တော်မူသောအကျင့်တို့ကိုကျင့်သောကြောင့်ဆုတောင်းသမျှတို့ကိုဖရာသခင်ထံတော်မှရကြ၏ဖရာသခင်ဤပညတ်တော်ဟူမူကားတားတော်ယေရှုခရစ်ကိုယုံကြည်ရမည်တားတော် ြည့်ညတ်တော်မူသည့်အတိုင်းအချင်းချင်းချစ်ရမည်ဟုသောပြည့်ညတ်တော်ပေသည်ဖတ်ရှုသွားတဲ့တမန်ကျမ်းစာအပြင်ဖခင်သခင်ပြင်ဆင်ပေးထားတဲ့ကောင်းကြီးမင်္ဂလာသင်အပေါ်မှာရှိပါစေငါတို့သည်ပြည့်ညတ်တော်တို့ကိုစောင့်ရှောက်၍နှစ်သက်တော်မူသောအကျင့်တို့ကိုကျင့်တော်ကြောင်းဆုတောင်းသမျှတို့ကိုဖခင်သခင်ထံတော်မှရကြ၏လို့ကျမ်းစာကဆိုပါတယ်နားလည်မိတဲ့အထိပ္ပယ်ကတော့ ဆူတောင်းတဲ့အရာအလုံးကိုဘာဖြစ်လို့ဖရာသခင်ကအပြေပေးတယ်လဲဆိုရင်ပညာတော်တွေကိုစောင့်ရှောက်ပြီးဖရာသခင်ကျင့်စေခြင်းနဲ့အတိုင်းကျင့်လို့ရတာဖြစ်တယ်ဆိုတဲ့အထိပ္ပယ်ပါဘာလို့ကိုဆူတောင်းတာတွေဖရာတယ်လဲဆိုရင်တော့ကိုကဖရာသခင်ရဲ့ပညာတော်ကိုစောင့်ရှောက်ပြီးဖရာသခင်နှစ်သက်တဲ့အတိုင်းကျင့်လို့အပြေရတယ်ဒါကြောင့်ပရမတ်သောနှလုံးသွင်းမှတ်တာခံယူမိတာကတော့ ဆူတောင်းသမျှအဖြေရဖို့ပြည့်ညတ်တော်ကိုစောင့်ရှောက်ပြီးဖရာနှစ်သက်တဲ့အတိုင်းကျင့်ကြံပြုမှုရမယ်။ဒါကတော့ကျမ်းစာကပြောတဲ့အဓိပ္ပာယ်ဖြစ်ပါတယ်။ဆူတောင်းသမျှအဖြေရဖို့ပြည့်ညတ်တော်ကိုစောင့်ရှောက်ပြီးဖရာနှစ်သက်တဲ့အတိုင်းကျင့်ကြံပြုမှုရမယ်။ဒီအခါမေးစရာရှိလာတာကကျွန်တော်တို့ကကိုလုံနိုင်လို့ကိုရတာလားသခင်ယေရှုခရစ်တော်ရဲ့ကြီးစုတော်ကြောင့်ရတာမဟုတ်ဘူးလား ကိုကပြည့်ညက်တရားဆောင်းဆောင်တယ်လို့ဘုရားသခင်ကအဖြေပေးတာလားဒီလိုမေးလာမယ်ဆိုရင်တော့ဒါကိုရှင်းလင်းစွာနားလည်နိုင်ဖို့အတွက်တမန်တော်ကြီးရှင်ယောဟန်ကလည်းအငယ်23ကိုဆက်ပြီးရေးထားပါတယ်ဒီအငယ်23ကိုဆက်ပြီးဖတ်ကြည့်ဖို့လိုပါတယ်ရှင်ယောဟန်ဩဝါဒစာပထမဆုံးခန်းကြီး3အငယ်23ဘလို့ရေးထားသလဲဆိုရင်ဖယားသခင်ဤပြည့်ညက်တော်ဟူမူကားသားတော်ယေရှုခရစ်ကိုယုံကြည်ရမည် တားတော်ပညတ်တော်မူသည့်အတိုင်အချင်းချင်းချစ်ရမည်ဟုသောပညတ်တော်ပေသည်။ဘုရားသခင်၏ပညတ်တော်မူကားတားတော်ယေရှုခရစ်ကိုယုံကြည်ရမည်။တားတော်ပညတ်တော်မူသည့်အတိုင်အချင်းချင်းချစ်ရမည်လို့ကျမ်းစာမှာဆက်ပြီးရေးသားထားပါတယ်။ဘုရားသခင်ရဲ့ပညတ်တော်လို့ပြောလိုက်ရင် မောရှေလက်ထက်တုန်းကပေးခဲ့တဲ့ပဒိညာတရားဟောင်းရဲ့ပညတ်တော်၁၀ပါးလို့ပဲယူဆမိနေကြမှာဆိုလို့ အမန်တော်ကြီးရှင်ယောဟန်ကတေချာရေးသားဖော်ပြထားပါတယ်ဖယားသခင်ဤပညတ်တော်ဟူမူကားသခင်ယေရှုခရစ်တော်ကိုယုံကြည်ရမည်ဒါတော်ပညတ်တော်မူသည့်အတိုင်းအချင်းချင်းခြေရမည်ပညတ်တော်တို့ကိုစောင့်ရှောက်ရမယ်နှစ်သက်တော်မူသည့်အတိုင်းကျင့်ရမယ်လို့ပြောတဲ့အခါပညတ်တော်ဆိုတာဘယ်ပညတ်တော်လဲဆိုရင်တော့သခင်ယေရှုခရစ်တော်ကိုယုံကြည်ရမည်ဒါတော်ပညတ်သည့်အတိုင်းအချင်းချင်း ခြေရမည်ဆိုတဲ့ပညာဖြစ်ပါတယ်။ဒါကိုဒီကနေ့သေချာနှလုံးသွင်းမှတ်သားကြရအောင်။ဖရာသခင်ရဲ့ပညာတော်ဆိုတာနံပါတ်၁သခင်ယေရှု ခရစ်တော်ကိုယုံကြည်ရမည်။နံပါတ်၂သခင်ယေရှုပညာထားတဲ့အတိုင်အချင်းချင်းခြေရမည်ဆိုတဲ့ပညာချက်ဖြစ်ပါတယ်။ဒါကဒီကနေ့ခရစ်ယာန်မှန်ရင်မဖြစ်မနေလိုက်နာရမယ်ပညာချက်နှစ်ချက်ဖြစ်ပါတယ်။ ဒါကြောင့်ရှင်ယောဩဝါဒစာပထမဆုံးခန်းကြီး၃ငွေ၂၂မှာပြောထားတာ ਨੇ ပြန်ပြီးဆက်ဆက်ကြည့်မယ်ဆိုရင်ပညာတော်တို့ကိုစောင့်ရှောက်ပြီးနှစ်သက်တော်မူသောအချင်းတို့ကိုကျင့်တယ်ဆိုတာသခင်ယေရှုခရစ်တော်ကိုယုံကြည်ပြီးသခင်ယေရှုရဲ့စကားအတိုင်းအချင်းချင်းချစ်တာကို ပြောခြင်းဖြစ်ပါတယ်ဒီလိုမျိုး အသက်ရှင်တဲ့သူကဆုတောင်းသမျှကိုဖခင်သခင်ထံတော်ကနေ ရရှိမှာဖြစ်ပါတယ်။ဒီအခါတချို့တွေအတွက်မေးစရာရှိနိုင်တာကတော့သခင်ယေရှု ခရစ်တော်ကိုဘယ်လိုယုံကြည်ရမှာလဲ။သခင်ယေရှု ခရစ်တော်ကိုမိမိရဲ့ကယ်တင်ပန်းရှင်သခင်ဖခင်ဖြစ်ယုံကြည်ရမှာပါ။နည်းနည်းလောက်ရှင်းပြရရင်တော့စူတောင်းခြင်းနဲ့ဆက်ဆက်ပြီးနည်းနည်းလောက်ရှင်းပြရရင်တော့သခင်ယေရှုခရစ်တော်ရဲ့ဖြောင့်မတ်ခြင်းကုသိုလ်တော်ကြောင့်သခင်ယေရှုခရစ်တော်ကပြည့်ညက်တရားကိုစုံလင်စွာစောင့်ရှောက်ခဲ့ခြင်းကြောင့် အဲ့ဒီပြုလုပ်ခဲ့တဲ့ကောင်းမှုရဲ့ကုသိုလ်ကြောင့်ကျွန်တော်တို့ဒီကနေ့ဆုတောင်းခွင့်ရတာဖြစ်တယ်။ကျွန်တော်တို့ကောင်းမှုကုသိုလ်ပြုနိုင်လွန်အပ်ကြည့်လို့ဒီကနေ့ဘုရားသခင်နဲ့ဆုတောင်းခွင့်ရတာမဟုတ်ဘူး။သခင်ယေရှုပြုခဲ့တဲ့ကောင်းမှုကုသိုလ်ကြောင့်ကျွန်တော်တို့ကဆုတောင်းခွင့်ရတာဖြစ်တယ်လို့ယုံကြည်ရမယ်။သခင်ယေရှုခရစ်တော်ကကျွန်တော်တို့ရဲ့အပြစ်ကြွေးတွေကိုဆက်ပြီး အပြစ်ကလွတ်ကင်းအပြစ်ကနေလွတ်မြောက်စေတာကြောင့် အဖဖျားသခင်တန်ဒီကနေ့ကျွန်တော်တို့ဆက်သွယ်ခွင့်စကားပြောခွင့်ဆူတောင်းခွင့်ရနေတာဖြစ်တယ်။သခင်ယေရှုခရစ်တော်ကောင်းတာကျင့်ခဲ့သမျှအတွက် ခံစားရမယ့်ကုသိုလ်အကျိုးကျေးဇူးတွေကိုယုံကြည်တဲ့သူက ရရှိတယ်။ကျွန်တော်တို့ပေးဆက်ရမယ့်ခံရမယ့်အပြစ်ကြွေးအပြစ်ဒဏ်ကိုတော့သခင်ယေရှုက ခံယူသွားတယ်။ဒါကိုယုံကြည်ရမှာဖြစ်ပါတယ်။ဒီလိုမျိုးသခင်ယေရှုခရစ်တော်ကိုယုံကြည်ဖို့ကတော့ ထမဆုံးနဲ့အရေးအကြီးဆုံးသောဖရာသခင်ရဲ့ပြည့်ညတ်တော်ပဲဖြစ်ပါတယ်။ဒုတိယပြည့်ညတ်ကတော့သခင်ယေရှုခရစ်တော်ကကျွန်တော်တို့ကိုချစ်တဲ့ဤသူအချင်းချင်းချစ်ဖို့ဖြစ်ပါတယ်။ကိုနှစ်ဆက်ဆိုင်သောသူကိုကိုနှစ်အမျှချစ်ဖို့ပဲတင်နေတာ မဟုတ်ပါဘူး။သခင်ယေရှုခရစ်တော်ကကျွန်တော်တို့ကိုချစ်တဲ့ဤသူအချင်းချင်းချစ်ဖို့ဖြစ်ပါတယ်။အကယ်၍အချင်းချင်းကို သခင်ယေရှုမြတ်တော်နဲ့မချစ်နိုင်ဘူးဖြစ်နေတယ်ဆိုရင်တော့ဒီကနေ့သခင်ယေရှုကိုယုံကြည်ခြင်းနဲ့ဖျားသခင်ထံတော်မှာတောင်းလျှောက်ပါဒါကယုံကြည်သူဖျားသားသမီးတယောက်တည်းမရှိမဖြစ်လိုအပ်တဲ့အရာဖြစ်ပါတယ်အချင်းချင်းကိုသခင်ယေရှုချစ်တဲ့အတိုင်းချစ်တတ်ဖို့ရန်ကမဖြစ်မနေပြုရမယ့်အရာဖြစ်ပါတယ်ဖျားသခင်ကကျွန်တော်နှလုံးသားကိုပြုပြင်ပေးနိုင်ပါတယ်ဒါကြောင့်ချင်းချင်းကိုခရစ်တော်မြတ်တာနဲ့ချစ်နိုင်ဖို့ရန်အတွက်လည်း ဖျားသခင်နဲ့တောင်းလျှောက်ဖို့လိုပါတယ်ဒီမနေ့အစဉ်ကျင်နှလုံးသွင်းပြီးတဲ့အရာကိုနှိမ့်ချုပ်ရမယ်ဆိုရင်တော့ယုံကြည်သူ ခရိယန်တွေမှာစောင့်ရှောက်ရမယ်ပညာချက်တွေရှိတယ်ပညာချက်တွေကိုစောင့်ရှောက်ပြီးဖျားသခင်နှစ်သက်တဲ့အတိုင်းကျင့်ရင်ဆူတောင်းသမျှအပြေရမှာဖြစ်တယ်စောင့်ရှောက်ရမယ်ပညာကတော့သခင်ယေရှု ခရစ်တော်ကိုယုံကြည်ပြီးသခင်စကားအတိုင်းအချင်းချင်းချစ်ဖို့ဖြစ်ပါတယ် နှုတ်ကပတ်တော်ကသင်ရဲ့အတွင်းဝိညာဉ်မှာမျိုးစေ့ချရှင်သန်ကြီးထွားပါစေခဏလောက်ဆုတောင်းရအောင်ဟာလေလုယာဖဖရားယေရှုတင်ပါ၏ယေရှုတင်ပါလေကိုရရှင်ကိုစကားပြောခွင့်ကိုရရှင်တန်ဆုတောင်းခွင့်ကိုကိုရရှင်ယေရှုတို့ကြောင့်သာရရှိခြင်းဖြစ်ပါတယ်သခင်ယေရှုခရစ်တော်ဖရားကိုရရှင်ပြုခဲ့သောယေရှုများအတွက်ယေရှုတင်တယ်ကိုရရှင်ကောင်းမှုကုသိုလ်ကိုကျွန်တော်တို့ကိုးစားခွင့်ပေးသောကြောင့်ယေရှုတင်တယ် ခရရှင်တန်ရှင်ခြင်းဝတ်လုံးဖောက်မခြင်းဝတ်လုံးဖြင့်လွှမ်းခြုံပေးထားသောကြောင့်ယေရှုတင်နေပရောပရောသားလည်းတန်နိုင်သောရှင်သခင်ဖြစ်ပါ၏ခရရှင်လူတော်ရှိသည့်တန်ချစ်ခြင်းမေတ္တာနှင့်တို့၏ပြည့်စုံစေဖို့ရန်လည်းယနေ့နှလုံးသားထဲမှာခရရှင်ချစ်မေတ္တာများနှင့်တို့၏တို့၏သုံးလောင်းပေးသနာတော်မူပါယေရှုတင်လည်းပါရသောသခင်ယေရှုနာမ၌စကန်နဲ့ဆုတောင်းပါ၏အာမင်